ကျွန်တော်တို့ကတော့အမှုပညာသမားဖြစ်တဲ့အတွက်အမှုပညာအလုပ်ပဲလုပ်တတ်တဲ့အတွက်အမှုပညာနဲ့ပတ်သက်တဲ့အလုပ်ပဲလုပ်ပါတယ်။ကျွန်တော်ချစ်ချင်းမုန်းချင်းကတော့တို့ရဲ့အပိုင်းပေါ့။ကျွန်တော်တို့ကအမှုပညာသမားဖြစ်တဲ့အတွက်ကျွန်တော်တို့ကြိုက်တဲ့တရားငါကျွန်တော်တို့အမှုပညာကြီးနဲ့ကျွန်တော်တို့သတ်မှတ်ထားတဲ့ဟာလေးနဲ့ကျွန်တော်တို့အမောက်ကလေးရမယ်ဆိုရင်ကျွန်တော်တို့ကဖြိုပြဖို့အသင့်ပါပဲ။ဒါမဲ့ဟိုတို့ကတို့ကျွန်တော်တို့မုန်းပြီးတော့ဘာလုပ်မယ်ညာလုပ်မယ်ဆိုတာလဲကံရှိသေးပေါ့နေရမှာပဲ။ကိုဗစ်ကာလာတွေကနေဒီချိန်ထိပေါ့နော်။ ရုပ်ရှင်ကဇလန်းတွေမရိုက်ဘူးတော့ဘူးရိုက်ပြီးတော့တွေ့ဒီချိန်မှာတော့ကို့လာပြီးတော့အိုးဒီရုပ်ရှင်ရိုက်ချင်လို့လူပညာကြီးဘလောက်ယူလဲလို့မေးနေအောင်မဘလို့ဘာဘာပြန်ပြောရမှန်းမသိငါအဲ့လိုကင်မရာဒီမမြင်ဘူးတော့တော်တော်ကြာပြီဘယ်နှစ်လောက်ရှိပြီလဲဟာ ကိုဗစ်ထဲကလေဒီချိန်ထိကမနာမမြင်ဘူးတော့လေဒီနိုင်ငံလုံးကပြည်သူတွေကိုအမျိုးမျိုးဒုက္ခပေးတတ်ဖြတ်နေတဲ့စစ်အာဏာရှင်တွေဘက်ကမမမမတ်ရက်တီပြီးပြည်သူကိုကျေးဇူးကမ်းခဲ့ကြတဲ့ဒိန်းတော်ငင်းချမ်းတဲ့အုံတီတို့အဖွဲ့အခုတော့ပြည်သူမြစ်တာစုပြီးဖက်ဖွဲ့စားလောကမှာရက်တီဖို့ခက်ခဲလာပြီလို့သိရပါတယ် အုံဒီကကိုဗစ်ကာလတဲကစပြီးအာနာသိန်း၅နှစ်ကြာသည့်အထိရုပ်ရှင်တွေမရိုက်ရတော့လို့ကင်မရာတော်မမြင်ဘူးတော့ပဲရခင်ကစုထားဆောင်းထားဒါလေးတွေကိုတုခွဲစားတော့နေရပြီလို့ညီးပြလာပါတယ်။အုံဒီဟာအကျန်းဖက်စစ်ကောင်းဆောင်မင်းအွန်လိုင်းကြိုးဆိုးထောက်ခံဘွဲတွေနဲ့စစ်တပ်ဆန္ဒပြဘွဲတွေမှာတက်ရောက်ဝန်းရံပေးခဲ့ပါတယ်။တရှိန်ကနေပြည်တော်ထောက်ခံဘွဲတစ်ခုကအောင်မင်းနဲ့အင်တာဗျူးမှာသူဟာနိုင်ငံရေးလောက်တာမဟုတ်ဘူးအမှုပညာသမားအလုပ်လုပ်တာလို့ဆိုခဲ့ပါတယ်။ ဒါပေမဲ့အခုနောက်ပိုင်းမှာရန်ကုန်မှာကြက်ဖို့ခင်ကြီးနဲ့တွေ့တဲ့ပွဲတွေမှာသူရှေ့ဆုံးကတွေ့လာရတာကြောင့်ဒီလူဟာအမှုပညာကိုဗန်းပြပြီးဆက်အနာရှင်တွေစီကကတ်စားရှူစားဖို့ကြံစီနေတယ်လို့ပေါ်လွင်လာပါတယ်။ကိုဗစ်ကာလာတွေကနေဒီချိန်ထိပေါ့နော်။ရုပ်ရှင်ကဇလန်းတွေမရိုက်ဘူးတော့ဘူး။မရိုက်ဘူးတော့ဒီချိန်မှာတော့ကို့လာပြီးတော့အိုးဒီရုပ်ရှင်ရိုက်ချင်လို့လူပညာကြီးဘလောက်ယူလဲလို့မေးနေအောင်မလို့ဘာဘာပြန်ပြောရမှန်းမသိဘူး။မသိတော့ဘူး။ ိုမေးရမှတခွန်းလည်းရှိတယ်ကျွန်တော်ဘယ်လောက်လောက်များတန်လဲမသိဘူးအဲ့လိုပြန်မေးရမှမနောက်ဘူးလားအဒီပြောတာကျွန်တော်ဘယ်လောက်လောက်များတန်မလို့ကျွန်တော်ဘယ်လောက်များတတ်မှတ်ထားလဲမသိဘူးအဲ့လိုပြန်ပြောရမှတကယ်မသိတော့အသူများလည်းလည်းမဆိုဘူးကိုနဲ့အရင်ရိုက်ခဲ့ဘူးတဲ့သူတွေပေါ့နော်ခင်ဗျားတို့ဘယ်လောက်ယူလဲဗျာဆိုတော့မေးရမှရှက်တယ်သူတို့ကမဟုတ်ဘူးကျွန်တော်တို့အဆင်ပြေသလိုရိုက်နေတာလဲဆိုရင်လေကိုဘာပြန်ပြောလို့ပြောမှမသိဘူးအဲ့ကြောင့်မလို့ အဲ့ဒီအိုက်တာကြီးပေါ်မှာစဉ်းလည်းမစဉ်းစားဘူးအခုငကားမို့နဲ့ရိုက်မယ်ဆိုပြီးတော့ပြောတဲ့ထိုက်တာလေကိုင်းဒီအနုပညာကြီးဘယ်လောက်ယူမလဲလို့မမေးဘူးသေးဘူးအေးမမေးဘူးသေးဘူးမမေးဘူးသေးပဲတဲ့တော့အကိုကျွန်တော်ကားရိုက်မယ်နော်မယ်လာပိုင်းလောက်ပေါ့နော် ဖိုက်တာဘာညာဆိုကိုခေါင်းထဲမှာတွေးလိုက်တယ်တွေးပြီးတော့အငါနှာခမ်းမှုထားမယ်ဘာညာဆိုပြီးတော့အကုန်ကိုတွေးလိုက်အမှုပညာကြီးလည်းမမီသေးဘူးကျွန်တော်ပြန်ဆက်ပြီးမယ်တဲ့အခုတဲ့ကျွန်တော်အလုံး ready ပြီးရင်ပြန်ဆက်ပြီးမယ်ဆိုတော့သူလည်းမဆက်သေးဘူးကိုလည်းနှာခမ်းမှုရေးလာပြီညီတို့အခုရိုက်နေတဲ့ကင်မရာတွေဒါညီတို့မီဒီယာတွေက view လို့ငါ့လိုကကင်မရာတွေမမြင်ဘူးတော်တော်ကြာပြီဘယ်နှစ်လောက်ရှိပြီလဲဟာကိုဗစ်ထဲကလေဒီချိန်ထိကင်မရာမမြင်ဘူးတော့လေဘာဖြစ်လို့လဲဆိုတော့ ။ဟာဦးဝန်းဒီကမီဒီယာလဲဒါမီဒီယာကိုဖြူတာဒါဦးဝန်းဒီကပထမဦးဆုံး။နဗျူးမီဒီယာလဲ။ဒီလားမီဒီယာကိုလည်းမဖြူဘူး။ဘာဖြစ်လို့ဆိုကိုယ့်အချောင်းအကုသူများမဲ့အလုပ်တွေလည်းမလုပ်စေချင်။ကုန်းသူတို့ချစ်တဲ့လူရှိတယ်မုန်းတဲ့လူရှိတယ်လीဟုတ်တယ်မလား။ကုန်းသူတို့ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုဆဲတဲ့လူတွေရှိတာ။ဒါမဲ့ဦးဝန်းဒီတို့ရှောက်တယ်လမ်းဦးသူတို့လိပ်ပြလုံး။ဦးသူတို့အမှုပညာသမားဖြစ်တော့အမှုပညာပဲအလုပ်ကိုပဲလုပ်တာပါ။ ါမဲ့အဲ့ဒါအဲ့လိုပေါ့မရိုက်ဖြစ်တာလည်းကြာသွားတော့တော့လေအကောင့်ဟူပေါ့နော်ဟိုအရင်စူဆောင်းထားတဲ့အဟာလေးတွေအလားလေးနေပဲအစင်ပြောင်းလှက်ပတ်ပြီးတော့စားတော့တယ်ကိုအင်္ဂချင်းဖြူပြီးပွေးလိသွားကြတယ်ဒါဒီလိုနေပဲရှင်သန်နေတာပါအဲအမှုပညာနဲ့ပတ်သက်လို့တော့အမှုပညာကအမှုပညာပဲလုပ်ချင်တာပေါ့ဟုတ်လားအဲမှာလူဆိုတာလေ ်ချိန်လေးတစ်ခုဆောင်အောင်သူ့ချိန်ရောက်မှသူဖြစ်မှာဟုတ်လားသေချိန်ဓမ္မသေပါဟုတ်လားရချိန်ဓမ္မရမှာဘလောက်ပဲလူချင်းလူချင်းအသေးအံလိုက်ရှာချာသူ့ရဲ့ကံမဖန်လာမရပါဘူးကံပါလာမရမှာအဲကြောင့်မို့ကံအဲ့အပြောင်းလေးကိုခဏဆောင်းရတဲ့သဘောပါပဲတန်တက်ပြင်းပြင်းနေရလေတိုက်ဟိုအမြင်ဆုံးမှာဘူးကလည်းမြင်တော့ဘူးအေးစီပဲတနေ့ကုန်ဟိုတစ်ခါကြရင်မြေပြင်ကိုတစ်ခါတော့ တခါတော့မရောက်တဲ့ရက်တွေရှိတယ်။ကိုယ့်အိမ်ထဲမှာကိုယ်ပဲအစီပဲအမျိုးသမီးကသူကသူဈေးသွားတယ်ချက်တယ်ပြုတ်တယ်စားတယ်ကိုကြီးကကုန်းတမျိုးပဲစားတာဘူး။သူကဈေးမနဲ့မိုးလင်းဈေးသွားနေဦးသူတော့ကုန်းဝယ်လာတယ်တနေကုန်းစားကုန်းဝယ်လာတယ်အစားတော့ကကုန်းနှထောင်ဘူးအခုကကုန်း9000ဘူးဖြစ်သွားတယ်။ကုန်းနေဈေးကြီးသွားလို့ကုန်း9000ဘူးဝယ်ပြီးတယ်တနေကုန်မိုးလင်းရမိုးချုပ်စားရပြီးသွားပြီးဝုန်ကြီးလို့ဖေဖုတ်ကြည့်တယ်တီဗီကြည့်တယ်ဒါပဲဒီလို့ ပြီးရင်တရားထိုင်တဲ့ပရိသတ်တွေဒါပဲကိုယ်လောက်တာပုံမှန်ရှိတယ်အားကြောင့်မို့အသားတွေတောင်ဖြူးလာတယ်음ဒါတွေဖြူးလာတယ်နောက်ဆိုရင်ခူးစင်းတော့ဆိုတော့ဘုဒ္ဓဘာသာလူမျိုးဆိုတော့ဒီကက်ဘေးတွေမှာပေါ့နော်ဘာပဲဖြစ်ဖြစ်ဒုဗောခနာလေးလာနေရတဲ့အတွက်စိတ်တမကြပါနဲ့ကံရှိနေသည့်ကံရှိတွေ့နေရမယ်